မိုနာကိုနဲ့အတူပေါ်ပါပြန်လာမယ်။တချင်တော့ကပေါ်ပါဆိုတာကွင်းလေမော်ဆီယာဖြစ်ခဲ့ဘူးတဲ့ဂျူဗင်တက်စ်နဲ့အတူသူ့ရဲ့ကစားသမားဘဝအခမ်းအနားဆုံးအချိန်တွေရှိတယ်လို့2018ခုနှစ်မှာမော်ရင်ယိုရဲ့မန်ချက်စတာယူနိုက်တက်အသင်းယူပါလိဖလားရတော့ပေါ်ပါကအထူးကျေးဇူးကစားသမားဖြစ်ခဲ့ဘူးတာပါပဲ။ပေါ်ပါကြောင့်မင်းတို့အသင်းပရိသတ်တွေကဘာနှချမ်းကွဲဘူးတဲ့ပေါ်ပါကိုချစ်သူလည်းရှိမုန်းသူလည်းရှိပေါ်ပါဟာသူရဲ့ကောင်းပေါ်ပါဟာဗီလင်းစရုပ်ဆုံးခဲ့တာပါပဲ။ဘောဘာကတာမီစီပြေတနာကြောင့်ဘလုံးလောကရဲ့အဝေးကိုရောက်သွားခဲ့တယ်။2023-24ရာသီဥဒိနီစတင်းရဲ့ပွဲမှာရှောင်းတခင်ဆေးစစ်တော့ ပေါ်မှာတားမြစ်စီ၃ဆွဲချောင်းတွေးခဲ့ရတာပါအဲ့ဒီဖြစ်အကြောင်းပဲပေါ်မှာတယောက်၄နှစ်ပွဲပဲခံခဲ့ရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအယူခံအောင်မြင်လို့၁၈ပွဲပဲပြစ်ဒဏ်သာချမှတ်ခံခဲ့ရတာပါပြီးခဲ့တဲ့မက်စလာတွေမှာပေါ်မှာကဘောလုံးပြန်ကစားခွင့်ရပါပြီအဲ့ဒီအချိန်လေးကလေ့ကျင့်မှုတွေလုပ်နေပေမဲ့သူ့ကိုခေါ်မဲ့အသင်းကမရှိခဲ့ပါဘူးအခုအသက်၃၂နှစ်ရွယ်ပေါ်မှာကပြင်သစ်လီဂူကလပ်မိုနာကိုအသင်းစီရောက်ဖို့နှိစက်နေပါတယ်မိုနာကိုအသင်းနဲ့ပေါ်မှာကဆွေးနွေးမှုတွေပြုလုပ်နေတာကြားပါပြီမိုနာကိုအသင်းကပေါ်မှာကိုနှစ်နှစ်စာချုပ်ချုပ်သွားမှာဖြစ်ပြီးနောက်မဲ့ရပ်ပိုင်းအတွင်းအပြီးသက်စာချုပ်ချုပ်ဆိုပွဲရှိနေတာပါ ပြည်သိနာမည်ကျော် channel လေး Lawrence ကပေါ်ပါအသက်15နှစ်အရွယ်ကလေးကသူကစားတာမြင်ဘူးပြီးပါရမီရှင်တူဆိုတာကျွန်တော်သိခဲ့ပါတယ်ပေါ်ပါကကဘာဖလားပါဝင်စူဖလားတွေနဲ့အောင်မြင်တဲ့ကစားသမောက်ပွားကိုပိုင်ဆိုင်ခဲ့ပါတယ်ဘောလုံးတီရောရမယ်လို့လည်းမျှော်လင့်မိပါတယ်ကျွန်တော်တို့အားလုံးသူ့ကိုမျှော်လင့်ချက်ကြီးမားခဲ့ကြတာပါပဲပေါ်ပါကိုယ်တိုင်လည်းသူ့ကိုသူအများကြီးမျှော်လင့်ခဲ့မှာပါလို့မချင်မရဲပြောပါတယ်ပေါ်ပါရဲ့ပါရမီကပြန်ဆန်ရှာမဟုတ်ပေမဲ့ great assist ရှိပါတယ်သူ့ရဲ့ prime time ကိုမြေတွေ့ခန်းစားခွင့်ရပေမဲ့ consistency မရှိခဲ့ပါဘူးကျမလူနေမှုဘဝကိုအလေးထားလို့ပြီးကွင်းတွင်းစွမ်းရည်ကိုဂရုမစိုက်ချင်လို့ရားခဲ့တာပါ ပုံမလင်းလင်းပြောရရင်ပေါ်ပါကပြင်းထန်ဝင်ခဲ့တာပါပဲ2016စက်ကွန်ရာသီနဲ့2018ကမ္ဘာပလာတုန်းကပေါ်ပါလို့သာနှစ်ကာလများစွာရှင်သန်ခဲ့ရင်ဘောလုံးဒီအောင်စုအောင်မျောလင်းခွင့်ရှိမဲ့ကစားသမားမျိုးပါအခုတော့ပေါ်ပါကဘဝကိုအသိကနေကျန်းစားရပါပြီမိုနာကိုနဲ့တူပေါ်ပါပြန်လာနိုင်မလားကျွန်တော်တို့တွေစိတ်ဝင်စားစရာဖြစ်ဆောင်ကြည့်ရမယ့်ကစားသမားမျိုးပါပဲ MNS ပေါ်မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်တဲ့အားစားသတင်းတွေကိုစင်စမ်းမပြတ်အကောင်းဆုံးကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဖိတ်ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲဘေးပရာကြီးဝေးကွာကြပါစေခင်ဗျာ